အမေလူတုတော်မာရဲ့အမေရှေးစကားဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်အမေနဲ့သက်ဆိုင်သူများအားလုံးထံမှာအခွင့်တောင်းလိုက်ပါတယ်ရှင်။ဒီပိုင်းမှာတော့သားတို့တပည့်တို့သိစေခြင်းနဲ့ဆိုတာလေးကိုဖတ်ပြခြင်းပါတယ်ရှင်။အမေတို့နိုင်ငံကနိုင်ငံတကာကဧည့်သည်တွေကိုတကားဖွင့်ပြီးဖိတ်ခေါ်နေပြီ။အမေတို့နိုင်ငံထဲကိုရဲတကားကဧည့်သည်မျိုးစုံလာကြလဲကြပတ်ကြတော့မယ်။သူတို့က တို့မရဘူးတဲ့နိုင်ငံကမမြင်ဘူးတာတွေကိုကြည့်ကြမှာဖြစ်တယ်လို့အမေတို့နိုင်ငံကလည်းလူမျိုးစုံနဲ့တွေ့ရကြုံရဆုံရတော့မယ်။အဲ့ဒီလိုချိန်မှာအမေသားကလေးသမီးကလေးတွေကိုအမေကတင်းနေတာကလေးတချို့ပြောပြထားခြင်းနဲ့လည်းဘာဖြစ်လို့လဲသိလား။အမေတို့လူငယ်ကလေးတွေကဒေါ်လာတွေဖော့ဖော့တီတီသုံးဆွဲနေနိုင်တယ်ဆိုတဲ့လူတွေကိုကိုကစီးရဲချို့တဲ့နေလို့စိတ်ဝင်စားပြီးတောင်တောင်အီအီစဉ်းစားမိစိတ်ကူးပြီးကြမှာဆိုလိုပါ။တယောက်နဲ့တယောက်စီးရဲချမ်းသာကွာဟမှုကတော့ရှိမှာပေါ့။ ရှိတာပေါ့ကွယ်ဒါပေမဲ့လောကမှာအဲ့ဒီစင်းရဲချမ်းသာကအရာရာကိုပြီးပြည့်စုံစေတာမဟုတ်ဘူးဒူးနဲ့ဒူးဆက်ဆံကြရပြီဆိုတဲ့အခါငယ်ရွယ်သူတွေအစစထဲ့ပြီးမစင်းစားမိတဲ့အကြောင်းအရာမြောက်များစွာတွင်တဲ့ရင်ဆိုင်ကြရလိမ့်မယ်အမေတိတာလေးတချို့ပြောပြမယ်နော်တို့လူအဆောင်နဲ့သူများလူအဆောင်ကဒူးတာမဟုတ်ဘူးဥပမာဆိုပါတော့ဟိုးရုံးကအမေရိကကိုပညာတော်သင်ရလို့မေတို့လူငယ်ကျောင်းသားတချို့ပညာသင်သွားခဲ့ကြတယ်အမေရိကဆိုတာထိတ်ထိတ်ကျဲစက်ဘူးနိုင်ငံကြီးမဟုတ်လား မီးတို့စီမာလိုလက်နဲ့ထွန်ရက်ဆိုင်ပြူပြီးစားနေရသေးတဲ့နိုင်ငံမျိုးတွေနဲ့ကွာကြီးကွာတာပေါ့လို့ပဲမဲ့ကွာတယ်ဆိုတာဟာပြည့်စည်ပြည့်စည်ရလူအစဉ်တန်းကွာစားတာကိုကြည်မမြင်ရဘူးယဉ်ကျေးမှုလူစားအောင်ချင်းမီးတို့နဲ့ကွာချချင်းမကကွာချနေတာကိုလည်းမြင်အောင်ကြည့်ရတယ်သူတို့စီမာဆက်မှုထွန်းကားလာလို့လူ့ဘဝတွေလူဖွဲ့စည်းမှုစောင့်အောင်တွေလူအတွေးခေါ်တွေပါပြောင်းလဲနေတာဖြစ်နေတော့ဘိုးအရင်ကသူတို့ယဉ်ကျေးမှုတည်ဆောက်ခဲ့တဲ့လူပုံစံ လူမဆောင်ဟောကပြိုလဲသွားပြီးမပြန်လန့်ကိုမြန်းရှာပြီပေါ့ဒါကိုလူကြီးတွေကသိတယ်နှမျောတယ်လို့ပင်မဲ့ဘာမှမတက်နိုင်တော့ဘူးခဏိသူတို့စီကလူငယ်မင်းကလေးတွေရဲ့အနေထားကလူငယ်ချင်းတွေ့ကြကြိုက်ကြနှစ်သက်ကြပြီမို့အိမ်တော်ပဲပြူကြတော့မယ်လို့စိတ်ကူးတယ်ဆိုရင်တက်သူကအကြောင်းသူအကြောင်းသားတွေဖြစ်ကြတယ်ဆိုပါတော့တက်သူကောင်းဆယ်လားလို့ခေါ်တဲ့အတိုင်းမင်ငံလူကြီးစီကိုနှစ်ယောက်သားသွားကြတယ်အဲဒီတော့အတိုင်းမင်ငံပုဂ္ဂိုလ်ကပထမဆုံးဗာမေးသလဲဆိုမင်းတို့နှစ်ယောက်ကိုယ်ွယ်မှုယူဝါဒကဘယ်လိုလဲတဲ့ ခရိယန်ကတော့ခရိယန်နေကြီးဖြစ်စေုံတော့ Protestant နဲ့ Catholic ဆိုရင်ပေါင်းသင်းဆက်ဆံဖို့ကမလွယ်ဘူးပြီးတော့မင်းကဘာပညာသင်ခဲ့တာတော့မင်းကဘာပညာသင်ခဲ့တာတော့ဆိုပြီးနှစ်ယောက်ကိုမေးတော့မင်းတို့နှစ်ယောက်ကြောင်းကထွက်တော့ဘာလှုပ်ရှားကြမှာတော့မင်းတို့အိမ်တော်တစ်ခုတည်ဆောက်တော့မယ်ဆိုရင်နှစ်ယောက်စလုံးရဲ့ကျန်းမာရေးကိုဆရာဝန်နဲ့အရင်စစ်ဆေးပါပြီးရင်ဘယ်မှာနေကြမှာလဲလို့မေးပါတယ်သူတို့စီမာကမိဘကကိုသာသမီး၁၈နှစ်ဘယ်တော့ရောက်မှာလဲလို့စောင့်နေတာ အိမ်ထောင်ပြုလာတဲ့သားသမီးကိုဘယ်မိပါကပါလက်ခံရထုံးစံမရှိဘူးမေရုစီမာလို main ကလေးပဲလိုက်ခင်မာလာယောက်ျားလေးပဲလိုက်သွားရမာလာဆိုတာမျိုးလုံးဝမရှိဘူးတိုင်မင်ငန်ကပြမဆုံးရမယ့်မင်းတို့နှစ်ယောက်ဝင်ဝင်ကဘယ်လောက်ရှိတယ်လဲလို့မေးတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့စီမှာလူကိုလည်း Anjuran လို့ခေါ်တဲ့အာမခံမထားလို့မရဘူး။စီးမံမော်တော်ကားကိုလည်းအာမခံမထားလို့မရဘူး။ကားမောင်းတဲ့လူစီးတဲ့လူအားလုံးကအာမခံရှိရတယ်။ ပြီးတော့သားသမီးယူမလာယူရင်ဒီသားသမီးမွေးလာတော့တက်ကတူပို့ခြင်းရင်တလမင်းတို့ဝီငွေရဲ့ရာခိုင်နှုန်းဘလောက်စုပြီးနိုင်မှာဖြစ်မဲလို့လဲတိုင်မင်ကန်ကတွက်ပေးပါတယ်တက်ကတူတိုင်မင်ကန်ပုဂ္ဂိုလ်ကဒီကိစ္စမျိုးအတွက်ပဲအကြံပေးလွတ်ပါတယ်ကျန်တာဘာမှသူစီကမရနိုင်ပါဘူးအမေတို့စီမှာလို့မိဘမောင်ပါဦးကြီးဦးကြီးအကြီးအတော်အမသားချင်းတွေကဝိုင်းဝန်းဖေးမှနှုတ်ဤဆောင်ပါခြင်းလက်ဤဆောင်ပါခြင်းမျိုးပြုကြတာအမြင်မတော်အကြောင်းမတော်လို့ဖြစ်စီတန်ရောစင်ကြောင့်ဖြစ်စီမေတ္တာစေနာကရုဏာကြောင့်ဖြစ်စီ တန်တန်တလားကူညီရဲဆိုတာမျိုးလုံးဝမရှိဘူး။သူတို့မှာလူနဲ့လူချင်းတရားကိုတရားအားကိုးရမဲ့လူပံဝင်ချင်းကပျောက်သွားပြီ။သူတို့အိမ်အောင်ပြုကြတာက social contract လည်းဖြစ်တယ်။ part of emotional binding လည်းဖြစ်တယ်။ဒါပဲဒီပြင်မပူပါဘူး။ကိုရှာလို့ရတဲ့ပတ်စံကိုဖန်ပါကိုစီရင်နဲ့ကိုဖွင့်လာကြတယ်ပြီးတော့အိမ်နောက်အတွက်ကုန်ကြစီကိုငါကဘယ်လောက်ထည့်ဝင်မယ်မင်းကဘယ်လောက်ထည့်ဝင်ဆိုတာမျိုးလောက်ကြတယ်အမေတို့စီမာလို့ယောက်ျားကရှာဖွေရတဲ့မြကိုမိန်းမကိုပုံအပ်တယ်ဆိုတာမျိုးလုံးဝမရှိဘူ ကို့ဘဝလုံခြုံရေးအတွက်ကို့ဘာသာငွေစုထားကြရပါတယ်။သူတို့စီမှာဟိုးတလောစီကအလွန်ခက်စားနေတယ်ဆိုတော့ယောက်ျားနဲ့မိန်းမလင်းရန်များရဲ့လို့တရားဝင်ဘာမှမကျင်ညာပဲအတူနေကြတဲ့ living together ဆိုတာတကယ်တော့အိမ်တောင်ပြုကြသူတိုင်းတာဝန်ယူရတဲ့ social contract အိမ်နောက်တာဝန်တွေကိုမြူကျင်ကြလို့လုပ်နေကြတဲ့ကိစ္စဒီအတူမနေမကျင်ညာတဲ့လင်းများပြုလုပ်ခြင်းကိုနှစ်တော်ကြာနေကြည့်ခဲ့ကြပြီးနောက် ်အခုတော့အဲ့ဒါကိုမကြိုက်ကြလို့ပုံမှန်ပြန်ပြီးလက်ထက်ပေါင်းသင်းနေကြပြန်ပြီ living together ကခင်မစားတော့ဘူးလို့ကြားရပြန်တယ်ဒါပေမဲ့မေရုစီမှာတော့နေစုံနေပြားနဲ့ဟုံနုံနုံကောင်းနုံနုံလောက်ပြီးဒါကိုပဲမွန်းတင်ရေးတဲ့သူကရေးနေလေရဲ့ဒါကြောင့်မေရုလူငယ်တွေတိတ်တရိထားစေခြင်းပါတယ် လူရည်ချင်းမှုကလူကြိုးစည်းဝါအတွက်လူစားအုံမှာတည်ပင်ကြီးများလိုတနေ့တခြားကြီးထွားလာရစေပါတယ်။ချုပ်ရုပ်တဲ့ပျက်စီးတယ်ဆိုတာကောင်းတဲ့လက္ခဏာမဟုတ်ဘူး။ကြီးမားတဲ့အန္တရာယ်ပါ။ခုခေတ်ငယ်ရွယ်သူတွေဒါကိုကြက်ကြက်စဉ်းစားကြပါ။တို့မှတို့ယုံကြည်တဲ့ဘာသာတရားနဲ့ပါဆက်ဆက်နှိမ့်နွယ်ပြီးလူသက်တမ်းဆက်ဆက်ကောင်းလို့ရရာတိဆောက်လာခဲ့တဲ့နှစ်ထောင်ကြီးသက်တမ်းရှိတဲ့လူရည်ချင်းမှုကိုလွယ်လွယ်နဲ့ပြတ်မသွားစေချင်ဘူး။အမေစီစကားကိုနောက်ထပ်ဆက်လက်ပြီးတင်ဆက်ပါောင်းမယ်ရှင်။ ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတို့တာပါ